ကျောက်ဆယ်မျိုးကငလင်တန်တင့်ပြည်သူတွေကိုစစ်ကောင်စီကကုညီထောက်ပံ့တာဘာတစ်ခုမှမရှိတာကြောင့်ပြည်လဲထူထောင်ရေးလှုပ်ဆောင်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြပါဗါးအောင်ခန့်တဲ့ပေးပို့ထားပါတယ်ရှင်စကိုင်းနိုင်ကိုပို့ပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းကျောက်ဆယ်မျိုးမှာနေဆောင်ဦး149လုံးဟာလုံးဝပြိုကျခဲ့ပြီးတမျိုးလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်ကျောက်ဆယ်မျိုးမှာရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဧပြီလ9ရက်နေ့ထိလှုပ်ဆောင်ခဲ့ရာ တေဆုံးသူ108ယောက်၊ဒဏ်ရာသူ200ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ငလင်းတန်းကြောင့်တေဆုံးထိခိုက်ခဲ့တဲ့သူတွေကိုစာနာနာလည်လို့တနာပြီးနေတိုက်တဲ့အနေနဲ့ပုတ်ပြီးကတွေကကုညီလူတန်းတာတွေရှိပါတယ်။ကုညီပါကိုထူကိုဒါပဲလုံနေရတာ။အချစ်ချင်းမမကုညီတာကြီးတွေမရှိပါဘူး။အဲ့မဲ့ထောက်မှန်ကြီးတွေပါလေအဲ့လိုမျိုးပါလေကတော့ခုချိန်ကြီးတော့ပါမညာမညာသေးပေါ့။အဲလိုရတာပေါ့အများကြီးလိုရတာပေါ့။ရှိပါလေအဲ့ဒါကတော့အဲ့လိုမျိုးပေါ့ ဟိုကြီးကြီးမားမားကြီးရတော့မဟုတ်ဘူးအဲ့လိုမျိုးဒဏ်ရာထိခိုက်ဒဏ်ရာရတဲ့သူလေးတွေကိုတနာတဲ့အနေနဲ့သိသုံးသွားတဲ့သူတွေကိုနှစ်သိမ့်တဲ့အနေနဲ့ပေါ့နော်စာနာနားလိုက်တဲ့အနေနဲ့သူတို့တက်နိုင်တာလေးတွေပေါ့ဟုတ်တယ်ပုဂ္ဂလိကပုဂ္ဂလိကတွေကပေါ့ဟုတ်လမ်းကြီးကတော့စားရရပေါ့စားရပြီးလို့ရှိရင်တော့နေပြာကိုဆုံးဟိုဟာပြန်လုံးပန်းကြရမှာပေါ့လောလောဆယ်ကတော့စားဖို့အရေးကိုလုံးပန်းနေကြရတာပေါ့နော်အဲ့ဒါပြီးပြီဆိုရင်မှာနံပါတ်1ဦးစားပေးနေနေရတော့စားရပါဘောနံပါတ်2အနေနဲ့ကတော့နေစရာလေးတွေပေါ့ အကူညီပေးလို့ရရင်ကူညီပေးကြပါဦးလို့ဒီမှာလေအဲ့လိုမျိုးအဓိကကကပြန်လေထူထောင်ရေးရောက်သွားပြီဆိုတော့တော်တော်ခက်ခဲကြတယ်ပေါ့နော်ဟေဗလေလာလီယင်းည9:55မိနစ်လောက်ကကြောက်စင်မျိုးကိုဗဟိုပြုပြီးငလင်ထက်မှလှုပ်ခက်ခဲ့ပါတယ်ငလင်ထက်မှလှုပ်ခက်ခဲ့တာကြောင့်ထိခိုက်တေဆုံးသူမရှိပေမဲ့ထိခိုက်ပျက်စီးနေတဲ့နေအိမ်ဆောက်ဦးချို့အနေငယ်ပြိုကျအပ်ကွဲတာတွေရှိခဲ့ပါသေးတယ် ငလင်သိမ့်ပြီးထိခိုက်တံရရှိသူတွေစားတော့ရေးအတွက်အစားအသောက်နဲ့ရေပဲရရှိပြီးကျန်တာဘာတစ်ခုမှမလာဘူးလို့လူမှုကွန်ရက်သင်းတွေကပြောပါတယ်တော့ဘုံမှုရတော့ဘူအောင်ဘောင်းမောတော့တော့ဂျာကြီးတော့ဘုံမှုပါပဲဟိုလူဒီရိုက်တန်းရတော့ရင်းနေတဲ့သောင်းနေရခဲ့တဲ့အမျိုးအစားတော့စားတော့ရည်သာပါပဲကျွန်တော်တော့မလာဘူးဒီကဆက်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  ကလေးကအများကြီးပဲရင်ဆိုင်ကြီးကတို့မယ်အဲဒီလူပြောမဟုတ်တိဟုတ်ပြားဒီကလေးကလည်းဘောကောင်းမှာတကယ်တော့ရအောင်ဆောက်လို့ဒီဒီသွားလေဦးနေပြောလို့ပဲဒီသွားလေချက်တဲ့ဟာလေတို့ဒီလာချက်ချက်ရတော့ဟိုဘောဒီချက်စီးစီးဒီအဲ့ရလေကိုကြောင့်မှုရတယ်နေတော့နေတော့တော့ဟိုတော့ဆုံးဆုံးရတယ်ကိုဒီရောကဲဆေးမကောင်းလို့ဘာမှမပြောချင်ဘူးပြည် မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်4345ယောက်နဲ့ထိခိုက်ဒဏ်ရာရသူ9830ယောက်အထိရှိလာပြီးလူ210ယောက်ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရရှိထားသူ653ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ10ရက်နေ့ည9:00နာရီတိစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောင်ခန့်ပါ